အကီကိုင်းနဲ့ဗီဇာအုပ်ကကဘာတပွင့်မှာတော်တော်လေးလဲနာမည်ကြီးနေတဲ့စာအုပ်ပါအဲ့တော့အကီကိုင်းဆိုတာဘာလဲပေါ့နော်သူကအကီဆိုတာတဲ့ live တဲ့ gain ဆိုတာ word ပေါ့နော်နေပြောတဲ့ဘဝပေါ့အာ a reason for being ဒါမို့ a reason to live ဆိုပြီးတော့လဲအထိပ္ပယ်ဖွင့်ဆိုကြပါတယ်ဒါပေမဲ့မြန်မာလိုလှလှပပလေးအတိတ်ပဲဖွင့်ဆိုရမယ်ဆိုရင်တော့တနေ့တနေ့မနက်နိုးလာတိုင်းမှာ အဲ့ရာကနေနိုးထခြင်းစိတ်ဖြစ်ပေါ်စေတဲ့ဘဝရဲ့ရည်ရွယ်ချက်ဒီလိုမျိုးအထိပ္ပယ်ဖွင့်ဆိုလို့ရမယ်ထင်တယ်။အဲ့တော့ကိုယ့်ရဲ့အိကီကိုင်ကဘာလဲဆိုတာကိုရှာဖွေတွေ့ရှိလိုက်ပြီဆိုရင်ဘဝကြီးဟာအထိပ္ပယ်ရှိတယ်၊နေပျော်တယ်၊ပျော်ရှင်စွာအသက်ရှိစေမယ့်လှုပ်ဝှက်ချက်ပဲလို့စာအုပ်ကဆုထားပါတယ်။အဲ့တော့ ဆောင်းရဲ့တကယ်နာမည်အရှိရာအခိကိုင်း The Japanese Secret to a Long and Happy Life ဆိုပြီးတော့ပေးထားပါတယ်။ဂျပန်လူမျိုးတွေရဲ့တက်ရှည်ချမ်းသာပြီးပျော်ရွှင်တဲ့ဘဝနေမီလှုပ်ဝှက်တွေပေါ့။အဲ့တော့စာရေးဆရာတွေကကဘာပေါ်မှာအသက်ရှည်ဆုံးသူတွေစုဝေးနေထိုင်တဲ့ဂျပန်နိုင်ငံအိုကီနာဝါကျွန်းက ရွာလေးတစ်ရွာကိုတွားရောက်ပြီးတော့အသက်တရာကျော်သူတွေရဲ့နေထိုင်မှုပုံစံစိတ်ဓာတ်တွေကိုကိုယ်တိုင်တွေ့ဆုံမြင်မြန်လေ့လာခဲ့ကြပါတယ်။အဲ့ဒီလေးလာမှုတွေကနေပြီးတော့ရရှိလာတဲ့ဘဝရဲ့အနှစ်သာရကိုဖော်ညွှန်းတဲ့စကားလုံးကတော့အခိကိုင်ဖြစ်ပါတယ်။အဲ့တော့ကိုယ့်ရဲ့အခိကိုင်ကဘာလဲဆိုတာကိုရှာဖွေဖို့ဒီဗီဒီယိုလေးမှာဆက်ပြီးတော့နောက်ထောင်ကြည့်ကြအောင်။ အခီကိုင်းဆိုတာကိုဘဝအတွက်အရေးပါဆုံးအရာတစ်ခုပေါ့လေအဲ့ဒီအရေးပါတဲ့အရာကိုရှာဖွေဖို့ဒီစာအုပ်ထဲမှာစုံဝိုင်းကြီး၄ခုကိုပေါင်းစပ်ပြီးရရှင်းပြထားပါတယ်အဲ့ဒီ၄ခုကတစ်ခုနဲ့တစ်ခုလဲဆက်ဆက်နေပြီးတော့အားလုံးစုံရအလဲဘဟုမှာမှကိုယ့်ရဲ့အခီကိုင်းကရှိနေရပါဒမက်တစ်စုံဝိုင်းက what you loved it ကိုချစ်မြတ်နေတာဝါသနာပါတာ ဘာလို့ရရင်အပျော်ဆုံးလဲအချိန်တွေဘလို့ကုန်သွားမှမသိအောင်နှစ်မြုံလောက်ကင်တင်တာမျိုးလဲဥပမာပကြီဆွဲတာမျိုးလားစာရေးတာလားတခြင်းနောက်ထာနောင်လားအာတငယ်ချင်းတွေနဲ့စကားပြောတာလားနံပါတ်1စဝိုင်းကတော့ what you are good at တင်ကျွမ်းကျင်တာကောင်းကောင်းလုပ်နိုင်တာကပါလေတဲ့ ဲ့တော့ဘယ်ရာတွေမှာကို့မှာပါရမီရှိနေရလဲဒါမှမဟုတ်ရင်လီလာအထုတ်ထားတဲ့ကျွမ်းကျင်မှုတွေရှိနေရလဲသူများတွေကကို့ကိုဘယ်အရာတွေအတွက်အကူအညီတောင်းနေရှိလဲဥပမာစီရင်စရာလောက်တာမျိုးအာလူတွေကိုစီယုံပြောဆိုနိုင်တာဟင်းချက်တာပြဿနာဖြေရှင်းပေးနိုင်တာဒါမျိုးတွေပေါ့နံပါတ်3ကတော့ what the world needs ကမ္ဘာလောကကြီးကလိုအပ်တာ အော်ကိုပဝင်ချင်းဒါမှမဟုတ်ပဝင်ချင်းကိုကိုလောက်ရက်တွေကဘလို့အကျိုးပြုနိုင်လဲဘလို့လူမှုရေးသဘာဝပတ်ဝန်းကျင်ပြဿနာတွေကိုဖြေရှင်းပေးနိုင်လဲဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကိုလောက်ရက်ကပညာရေးကိုအထောက်အကူပြုနေရလားကျမရဲ့အသိပညာပေးနေရလားတန်ရှင်းတဲ့ပဝင်းကျင်ဖြစ်အောင်ကူညီနေတာလားနံပါတ်၄ရတော့ what you can be paid for ကိုကိုငွေကြေးပေးချေနိုင်တာ ဒီလောက်ရကိုလောက်ချင်အပြင်ကိုရဲ့ရှင်တန်ရတ္တိရဲ့အတွက်ဘလို့ငွေကြေးအကျိုးမြတ်တွေရရှိနိုင်မလဲတဲ့ဥပမာတင်ကြားရေးစီးပွားရေးလုပ်ငန်းတွေလုပ်မှာလားကျွမ်းကျင်မှုအလိုက်ဝန်ဆောင်မှုပေးတာလားဒါမျိုးတွေပေါ့နော်အော်ဒီစဝိုင်း၄ခုရဲ့စုံမှတ်ကိုရှာတွေ့ဖို့ဟာခက်ခဲတာပေါ့လေဥပမာကိုကဒီအလုပ်တစ်ခုကိုချင့်မြတ်လို့တယ်ကျွမ်းကျင်တယ် ဒါပေမဲ့လောကကြီးကမလိုအပ်နေဘူး။ငွေကြေးအပြင်လည်းအဲ့ရနေမရနိုင်ဘူးဆိုရင်အခိကိုင်းမဖြစ်နေသေးဘူး။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့လောကကြီးမှာစာဝင်နေရေးရလည်းအရေးကြီးတာ哦။အဲ့ဒီစာဝင်နေရေးအတွက်ကလည်းငွေကြေးရလည်းအရေးပါတဲ့ကဏ္ဍကနေပါနေရပဲ။အဲ့ကိုကတော့ဘလို့ပဲချစ်နေကြိုက်နေအဒီအလုပ်ကိုဘလို့ပဲ passionate ဖြစ်နေ ဖြစ်နေပေါ့နော်တကယ်တမ်းတော့အဲ့ဒီအလုပ်ကနေငွေကြေးအဖြစ်လည်းမရနိုင်ဘူးငွေကြေးအဖြစ်မရသေးတာရောပေါ့နော်ကိုလောက်ရက်ကကဘာကြီးကိုအချိုးပြူနေရမျိုးပုံမင်းနဲ့အချိုးပြူနေရမျိုးမဖြစ်နေဘူးဆိုရင်ကိုရည်ရှိမှဒါကိုဆွဆွဲလဲလဲလုံနိုင်လို့ပျော်ရွှင်မှုအစစ်မှန်ကိုရရှိဖို့ကြတော့တယ်မဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့ကိုယ်အတွက်အထိပ္ပယ်ရှိဆုံး အနှစ်သာရအရှိဆုံးဘဝကိုပိုင်ဆိုင်ဖို့ဒီအချက်၄ချက်လုံးမျှတစွာပေါင်းစပ်နေရဲ့အလဲဘဝကိုရအောင်ရှာဖွေကြည့်ပါလို့ဆိုပြီးတော့ဒီ chapter 1မှာပြောထားပါတယ် chapter 2မှာတော့အခီကိုင်ကိုရှာဖွေတဲ့အခါမှာ အရေးကြီးတဲ့နောက်ထပ်အယူဆတစ်ခုကတော့ flow state ပါ flow ဆိုတာကိုလုံးနေတဲ့အလုပ်တစ်ခုဒါမှမဟုတ်ရင်လှုပ်ရှားမှုတစ်ခုထဲမှာအာယုံဆိုင်မှုအပြည့်အဝပေးထားလို့အပြင်လောက မှာအချိန်တွေဘယ်လိုကုန်လို့ကုန်သွားမယ်မသိတဲ့အချိန်တွေကိုဆိုလိုတာပါဒီလို flow အချိန်တွေကိုရောက်နေတဲ့အချိန်မှာ ကိုကပျော်ရွှင်မှုအမြင့်ဆုံးကိုရောက်ရှိနေတာဖြစ်ပြီးတော့အဲ့ဒီလုံနေတဲ့အလုပ်ကပဲကိုရဲ့ ikigai ဖြစ်ဖို့ chance ပိုများတယ်ပေါ့နော်ဒါဆိုရင်ဒီ flow ကိုရအောင်ဘယ်လိုလုပ်ရမလဲပေါ့ပထမချက်အနေနဲ့လုပ်ငန်းကစိန်ခေါ်မှုရှိပါစေတဲ့ ကိုယ့်ရဲ့ကျွမ်းကျင်မှုအစင်တဲ့အနေငယ်မြင့်တဲ့စိန်ခေါ်မှုမျိုးရှိနေပို့ပြီးတော့အာယုံနှမြုပ်မိနိုင်နေပေါ့နော်အစိုးနှစ်ဖက်ကတော့လွယ်လွန်းရင်ပြင်းရည်ပြီးတော့ခက်လွန်းရင်လည်းစိတ်သက်သာနိုင်ပါတယ်နံပါတ်1ကရှင်းလင်းတဲ့ရည်မှန်းချက်ထားပါကိုဘာလုပ်နေလဲဘယ်လိုလုပ်ရမလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိနေဖို့လည်းလိုပါတယ်နံပါတ်3ချက်ကချက်ချင်းတုံ့ပြန်မှု feedback ရပါစေ ကိုလုံနေတာအဆင်ပြေလားမပြေဘူးလားဆိုတာကိုသိလိုက်ရရင်ဒီ flow ကိုလည်းပို့ပြီးတော့မြင်စီပါတယ်ဂျပန်လူမျိုးတွေကအနုပညာလက်မှုပညာဒါမှမဟုတ်ရင်သူတို့ရဲ့နေစဉ်အလုပ်တွေမှာဒီ flow အခြေအနေကိုရအောင်နေထိုင်တတ်ကြတယ်တဲ့ကိုပိုင်းအခီကိုင်ကိုနေစဉ်ဘဝမှာထည့်သွင်းပြီးတော့ဒီ flow ကိုမကြာခဏရအောင်လောက်ဆောင်ခြင်းကလည်းကိုယ့်ရဲ့ဘဝအရေးတွေကိုမြင့်တင်ပေးပါလိမ့်မယ် ဆောင်းထဲမှာအဓိကအလေးထားဖော်ပြထားတဲ့ Okinawa ကအသက်တရာကျော်သက်ရှိပုဂ္ဂိုလ်တွေရဲ့နေထိုင်မှုပုံစံနဲ့ Ikigai နဲ့ဆက်ဆက်ပုံကို ကြည့်ကြအောင်။ဒါက Ikigai ရဲ့အခြေခံစီမင်းစေချက်လို့ပြောရင်လည်းရပါတယ်။နံပါတ်၁အချက်က Stay active don't retire ဘယ်တော့မှအနာမရှိပါနဲ့တဲ့။ အိုကီနာဝါကလူတွေကသူတို့ရဲ့အဓိကအလုတ်ကနေအနားယူပြီးပြင်မဲ့လဲသူတို့ချင်းမြတ်နိုးတဲ့အရာတွေကိုဆက်လုပ်နေပါတယ်။ဥပမာခြံဆိုင်တာတို့အာလက်မှုပညာလုပ်တာတို့တငယ်ချင်းတွေနဲ့စုပြီးတချင်းဆိုတာမျိုးပေါ့နော်။အဲ့တော့သူတို့တို့အလုတ်ကိုရက်လိုက်ခြင်းကဘဝရဲ့ရည်ရွယ်ချက်ကိုလက်လွတ်လိုက်တာနဲ့တူရဲဆိုပြီးတော့တင်စားကြတယ်။ဥပမာအစကြီးလို့အလုတ်ကနေထွက်လိုက်ပြင်မဲ့ကိုချက်တဲ့ ကိုကြိုက်နှစ်သက်တဲ့အလုပ်လေးတွေပေါ့နော်ဟင်းချက်တာအာဒါမျိုးလေးတွေလုပ်နေတယ်ဆိုရင်လည်းကိုယ့်ရဲ့အကီကန်ကိုဆက်လက်ရှင်းသင်စေတာပါပဲနံပါတ်1စီကန်က take it slow ပဲအလင်းစလို့မလုပ်ပါနဲ့အရေးတကြီးလှုပ်ရှားရှိတာတွေနောက်မှာအပြေးလိုက်လုပ်နေမယ်အစားအရာအလုံးကိုဖြည်းဖြည်းနဲ့မမှန်လုပ်ပါနဲ့အဲ့ဒါဆိုရင်စိတ်ဖိစီးမှုတွေညော့နေပြီးတော့ဘဝကိုပို့ပြီးတော့ ခံစားနိုင်ပါလိမ့်မယ်တဲ့နံပါတ်3က don't fill your stomach ဘာအပြည့်မစားပါနဲ့တဲ့သူတို့မှာ hara hachibu ဆိုတဲ့စကားရှိပါတယ်အထိဘယ်ကတော့ဘိုက်ကို80ရာခိုင်နှုန်းလောက်ပဲပြည့်အောင်စားပါတဲ့လွန်ကဲစွာစားခြင်းကိုရှောင်ပါနံပါတ်4အချက်ကကောင်းသောမိတ်ဆွေများနဲ့ပေါင်းသင်းပါတဲ့ surround yourself with good friends ဘဝတစ်လျှောက်လုံးအချင်းချင်းစိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်ငွေကြေးပိုင်းဆိုင်ရာပဲဖြစ်ဖြစ်အထောက်ပံ့ပေးတဲ့ရင်းနှီးတဲ့မိတ်ဆွေအုပ်စုကိုတည်ဆောက်ပြီးတော့နေတိုင်းလိုလိုအတူတူ အချိန်ကုန်လုံးကြပါတယ်နံပါတ်5က get in shape for your next birthday ပြောချင်တာတော့ပဲပုံမှန်ကိုလည်းလှုပ်ရှားမှုလုပ်ပါ သူတို့ကအပြင်းထန်လေ့ကျင့်ခန်းတွေလုပ်တာမျိုးမရှိဘူးဒါပေမဲ့လည်းနေ့စဉ်လမ်းလျှောက်တာမျိုးဥယျာဉ်စိုက်ပျိုးတာမျိုးယောဂယောဂဆော်တာမျိုးပေါ့နော်ဒါမျိုးတွေကိုလုပ်လို့ရှိတယ်အိမ်မှာဆိုလဲအဲလေ့ကျင့်ခန်းလေးပေါ့ပေါ့ပွားလေးလုပ်တယ်တဲ့နံပါတ်6ကပြုံးပါတဲ့အကောင်းမြင်စိတ်ကိုမွေးမြူပြီးတော့မျက်နာကိုပြုံးပြုံးရှင်ရှင်လေးထားတာကကိုယ့်အတွက်ကော ပဝင်းချင်းအတွက်ကိုရောပါကောင်းတယ်ပေါ့လေအပြုံးလေးကြီးကူးဆက်စီတယ်ပျော်ရွှင်မှုလေးတွေမျှဝေနေသလိုဖြစ်တာပေါ့နောက်တစ်ချက်ကတဘာဝနဲ့အမြဲချိတ်ဆက်ပါတဲ့ reconnect with nature ဥယျာဉ်ဆိုင်ပြိုရာပန်းမြင့်လေးတွေကြီးစုဆောင်လျှောက်တာဒီလိုမျိုးပေါ့နော်တဘာဝပတ်ဝန်းကျင်နဲ့နီးကပ်စွာနေထိုင်ခြင်းကကိုယ်အတွက်စိတ်ဖိစီးမှုတွေကိုညှော့နေစေတယ်။နောက်တစ်ချက်က ကျေးဇူးတင်ပါတဲ့ဘဝမှာရှိတဲ့အသေးမွားကိစ္စလေးတွေကအစကျေးဇူးတင်တဲ့အလေးချင်းကိုလုပ်ပါမိဘဘဝတွေတဘာဝတရားတွေအော်မိတ်ဆွေတွေကိုစိတ်ထဲမှာပဲဖြစ်ဖြစ်ဟိုပါစပ်ကလေးနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ကျေးဇူးတင်လိုက်တာပျော်ရွှင်မှုကိုတိုးပွားစေပါတယ်နောက်တစ်ချက်က live in the moment အတိတ်ကိုနောင်နာမရနဲ့အနာဂတ်ကိုမစိုးရိမ်နဲ့ ကိုယ်မှာလက်ရှိပစ္စုပန်ဆိုတာပဲရှိတယ်။အတက်ရဲ့ဝန်နေမှုတွေအနာဂတ်ရဲ့စိုးရိမ်မှုတွေကနေပြီးတော့ယုံထွက်ပြီးတော့လက်ရှိအခြေအနေပေါ်မှာပဲအာရုံစိုက်ပါ့။နောက်ဆုံးအချက်ကတော့ follow your ikigai ကိုယ့်ရဲ့ ikigai ကိုလိုက်နာပါ။ဘယ်အရာတွေကကိုယ့်ဘဝကိုတန်ဖိုးရှိစေလဲဆိုတာသိပြီးတော့အဲ့ဒီအရာတွေကိုနေစင်နေအမျှလောက်ဆောင်ပါတဲ့ အိခိကိုင်ကိုရှောက်ပွေတွေးရှိလိုက်ခြင်းကဘဝမှာအခက်ခဲတွေရင်ဆိုင်ရတဲ့အခါမှာခံနိုင်ရည်အား resilience ကိုတိုးမြင့်ပေးပါတယ်။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ကိုယ်မှာရှင်းလင်းတဲ့ရည်ရွယ်ချက်ကိုဘာဖြစ်လို့အသက်ရှင်နေရလဲဘာဖြစ်လို့ဖြစ်တည်နေရလဲဆိုတဲ့ရည်ရွယ်ချက်ဒီအိခိကိုင်လေးရှိနေရဆိုရင်ဘလို့အခက်ခဲမျိုးကိုမဆိုရင်ဆိုင်ဖြတ်ကျော်နိုင်တဲ့စိတ်ဓာတ်ခွန်အားကိုပိုင်ဆိုင်လာလို့ပါပဲ။ ဆာယီဆရာတွေကဒီနေရာမှာဂျပန်ရဲ့ Morita Theory ကိုညွှန်ဆိုထားပါတယ်။ဒီကုထုံးရဲ့အခြေခံမူကကိုယ့်ရဲ့ခံစားချက်တွေကိုလက်ခံပါ။ဒါပေမဲ့လှုပ်တဲ့နာကိုလှုပ်ပါလို့ဆိုပါတယ်။ဆိုရင်ပူပန်မှုတွေ၊ကြောက်ရွံ့မှုတွေကိုဖယ်ရှားပစ်ဖို့ကြိုးစားမဲ့အစားအဲ့ဒီခံစားချက်ရှိနေတာတွေကိုလက်ခံပြီးတော့ကိုယ့်ရဲ့အခီးခိုင်နဲ့သက်ဆိုင်တဲ့လှုပ်ဆောင်ချက်တွေကိုဆက်လုပ်သွားဖို့လိုအပ်ပါတယ် ကြီးကျယ်ခံထားတဲ့အောင်မြင်မှုတွေပင်စင်ယူပြီးမှရမယ်အနာယူမှုတွေကိုဆောင်ဆိုင်နေမယ်ဆိုနေစဉ်ဘဝရဲ့အသေးအမွှားပျော်ရွှင်စရာလေးတွေထဲမှာကိုယ့်ရဲ့တမိုးရှိတဲ့ဘဝရည်ရွယ်ချက်ကိုဘာဖြစ်လို့ဖြစ်တည်နေရလဲဆိုတဲ့ရည်ရွယ်ချက်ကိုအခိခိုင်လေးကိုရှာဖွေလိုက်ပါတဲ့ကိုကဘာလို့ရတာကိုချင်းမြတ်လို့ရလဲဘာလို့ရတာကိုကျွမ်းကျင်လဲလောကကြီးမှာဘာကိုလိုအပ်နေလဲအဲ့ဒီအရာတွေကိုလှုပ်ခြင်းအပြင်ရှင်သန်ရည်တည်ဖို့လုံလောက်တဲ့ငွေကြေးရနိုင်မလား ဒီမိခွန်းတွေရဲ့အဖြေနဲ့အိုကီနာဝါလူမျိုးတွေရဲ့တက်ရှည်ပျော်ရွှင်တဲ့ဇာမပျော်ရွှင်နိုင်နေပေါ့နော်လူဝတ်ချက်ဆဲချက်ကိုလက်တွေ့ကျင့်သုံးရင်စိတ်ချမ်းမကိုချမ်းမပြီးပျော်ရွှင်တဲ့ဘဝကိုရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ဆူမွန်ကောင်းတောင်းပေးရင်းနဲ့ The Audible Mind ကနေပြီးတော့နှုတ်ခွန်းဆက်သလိုက်ပါတယ်အဆုံးထိနားထောင်ပေးတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင် Channel လေးကို like share နဲ့ subscribe လေးလုပ်တော့ဖို့လည်းမမေ့ပါနဲ့နော် Bye.